ကပွဲနဲ့ပတ်သက်လို့ပြောတာပေါ့နော်။ရွေးကောက်ပွဲဆိုတာလည်းနိုင်ငံရဲ့အနာဂတ်နဲ့ဆိုင်တယ်။အဲ့တော့နိုင်ငံရဲ့ရေရှည်အကျိုးကိုကြည့်ပြီးတော့ဒီရွေးကောက်ပွဲတွေမှာဘယ်လိုမဲထည့်မလဲဆိုတာဆုံးဖြတ်ဖို့ဟာအင်တာမအရေးကြီးပါတယ်။ရေတို့ကြည့်လို့မဖြစ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကကြားရတာဆိုတော့ကိုဒီကရပြင်းနေမှာပေါ့နော်။အထူးဖြင့်ရွာလေးတွေမှာဆိုချင်းချောက်မှုတွေရှိနေလို့ကြောက်နေရတယ်ဆိုတာလည်းကြားပါတယ်။နောက်တချို့နေရာတွေမှာကျတော့မဲလုံးပေးတာပေါ့နော်။

ဒီလိုရေတို့အကျိုးအမြတ်တွေရေတို့မဲ့လုံးတွေကြည့်ပြီးတော့မဲထက်လိုက်လို့ရှိရင်ရေရှိမှကြားလို့ရှိရင်တောင်တွေအလုံးကတော့ဖြစ်သွားလိမ့်မယ်မျိုးမျိုးရှိတယ်လို့ကျမယုံကြည်တယ်။ဒါတော့ကျမတို့ပြည်သူတွေကကြောက်တယ်။ဒါတော့အမှန်ပဲ။ကျမဘဲသောသောပေါ့နော်။တနိုင်ကလုံးမှာ ပြည်သူတွေကအခုရက်ပြီးအကြောက်တရားနဲ့လုံးမနေရတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။အဲ့ဒါလည်းတစ်ပေါင်းများစွာပေါ့ဆယ်စုနှစ်တည်းနဲ့ချီပြီးတော့ကြောက်ခဲ့ရတဲ့အခါကျတော့ဒီကြောက်တဲ့အကျင့်ကမပြောက်ဘူးပေါ့။ဒါနဲ့ကြောက်တဲ့အကျင့်ကိုဒီတစ်ခါဖျောက်မှဖြစ်မယ်နော်မဖျောက်လို့ရှိရင်နောက်ဘယ်နည်းဆက်ပြီးတော့ကြောက်နေရမလဲမသိဘူး။အဲ့ကြောင့်လို့တတိရှိရှိနဲ့ရွေးကောက်ပွဲမှာမှမှန်ကန်ကန်မဲပြေလို့ပါလေ။ဒါကျွန်တော်တို့ကတော့ ကိုဖွဲ့ကိုမဲပေးဖို့တော့ဒါကျမတို့ထောက်ခံမှုတောင်းပါပဲဒါကတော့သဘာဝကျပါတယ်ပြည်သူရဲ့ထောက်ခံမှုရမှကျမတို့ဖွဲ့ဟာအစိုးရဖြစ်နိုင်မှာပါကျမတို့ကအဲ့လိုပဲပုံမှန်လင်းလင်းပြောတာပဲကျမတို့အစိုးရလုပ်ချင်လို့ရွေးကောက်ပွဲကိုဝင်ရွေးတာအလကားအပျော်ဝင်ရွေးတာမဟုတ်ဘူးနိုင်ငံရေးဆိုတာအပျော်လို့ဖို့အတွက်မဟုတ်ဘူးနိုင်ငံရေးဆိုတာနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်ဖို့အတွက်လိုရတဲ့ကိစ္စမလို့အင်တာမလင်းနေပါတယ်ခက်လက်ခက်ခဲပါတယ် ကျမတို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ကနိုင်ငံရေးလွတ်ခဲ့တော့ဆိုအနည်း30နီးပါးရှိပါတယ်ဒီနောက်30နီးပါးအတွင်းမှာဆိုလို့ရှိရင်ကျမတို့အေးအေးဆေးဆေးသာသာရရနဲ့လွတ်ခဲ့တယ်လွတ်ခဲ့ရတယ်ဆိုတော့ခဏမှမရှိခဲ့ပါဘူး